မဲလမှုစေတီတော်ဟာရန်ကုန်တိုင်းဒေသကြီးမြောက်ဥကလာပမြို့နယ်နှစ်ရက်ကွယ်ငမိုးရိပ်ချောင်းဘေးမှာတည်ရှိပါတယ်။မဲလမှုစေတီတော်သူ့ဝင်းနဲ့မုတ်ဦးမှာဥကလာပမင်းကြီးရဲ့မဲတော်မဲလမှုရုပ်တုနဲ့တရားမင်းရုပ်တုကိုတွေ့မြင်နိုင်ပြီးညံတော်68ပေရှိသမိုင်းဝင်စေတီတော်တစုဖြစ်ပါတယ်။စေတီရဲ့သမိုင်းကြောင်းကတော့မဲလမှုရဲ့သားတော်ဖြစ်တဲ့ဥကလာပမင်းကြီးကတည်ထားကိုးကွယ်ခဲ့တယ်လို့အဆိုရှိပါတယ်။စေတီတော်နဲ့ပတ်သက်၍တိကျတဲ့ကြောက်စား ားထောက်ထားများမရှိတာကြောင့်လွန်ခဲ့တဲ့နှစ်ပေါင်း1500ဝန်းကျင်ကနှုတ်ရဆုံးဝင်လာဒဏ္ဍာရီများနဲ့ဆက်ဆက်ပြောကြရပါမယ်။မဲလမှုဆိုတဲ့အမည်ကတော့ရှီးသမိုင်းစကားအရာမဲလမှုဟာလူစင်စစ်ကမွေးဖွားသူမဟုတ်ပဲလမှုသီးတဲကတန်နေတီမွေးဖွားလာခဲ့သူဖြစ်ပါတယ်။ ရှိရခါကတိန်ကုတ္တရာကုန်းကိုအလဲပဟိုထားပြီးယတိဇောကြီးတပတိတို့ပျော်မွေ့ကြတဲ့တောအုံမှာတိတ်တယတိကြီးဟာတရားဓမ္မကျင့်သုံးနေထိုင်ခဲ့ပါတယ်။တိတ်တယတိကြီးတခုသောဇနပုတ်တို့စွန့်ခံထွက်လျာလန်ခရီတောအုံမှာလမှုပင်တပင်ထက်ကကြီးမားဆဲကျဲစွာတည်နေတဲ့လမှုတိကြီးကိုเจ้าတင်ငန်းတို့စုခူးယူခဲ့ပါတယ်။များမကြာမီပင် လမှုတိကြီးတွေကချစ်စပွဲ